မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးငလင်ကြောင့်ဖြိုလန်းဆအစာအုံတစ်ခုထပ်မံပြိုကျခဲ့တာကြောင့်ပြည်သူများဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရာမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးငလင်ကြောင့်ပြိုလန်းဆအစာအုံတစ်လုံးထပ်မံပြိုကျမှုဖြစ်ပွားခဲ့တာကြောင့်အနီးပတ်ဝန်းကျင်ရှိနေအိမ်မှပြည်သူများကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရကြောင်းမင်းဆလလူမှုကွန်ရက်အသင်းမန္တလေးမှာတာဝန်ရှိသူတအူးကပြောပါတယ် ဒီကနေ့မေလ22ရက်နေ့နနက်2နာရီကျော်အချိန်ခန့်မှာမိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီးမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ပဲပုံတန်းရက်89လမ်း36နဲ့39လမ်းပေါ်ရှိငလင်တန်းကျောက်ပြိုကျနေသောအဆောက်အဦတစ်လုံးတမ်းမှန်ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့်အနီးပတ်ဝန်းကျင်ရှိလူနေအိမ်များအတွင်းနေထိုင်သူများပစ္စည်းများကိုကယ်ထုတ်ခဲ့ရကြောင်းသိရှိရပါသည်။ လူထိခိုက်မှုတော့မရှိလိုက်ပါဘူးတဖက်အိမ်ကိုပြဖို့အတွက်တကြိုးသုံးချောင်းကတင်ခံနေလို့အဲ့ဒီလိုမဟုတ်ရင်အဲ့ဒီဘက်အိမ်ပေါ်ကိုအကုန်လုံးအပီပိအဆောင်းအုံကတဖက်ကိုစောင်းသွားတာစောင်းပြီးတော့တကြိုးသုံးချောင်းကခံနေတာလူတွေကိုပဲဖယ်ထုတ်ခဲ့ရတာအဲ့ဒီနာပတ်ချာလေးကလူတွေအကုန်လုံးဖယ်ထုတ်ပြီးတော့ပစ္စည်းတွေနဲ့လိုအပ်တာတွေကိုအကုန်ထုတ်ကူပြီးတော့ရှင်းလင်းပေးခဲ့ရတာပေါ့ လက်ရှိအချိန်အထိပဲတိုက်ကဓာတ်ကြိုး၃ချောင်းနဲ့တင်းခံပြီးတော့စောင်းစောင်းကြီးဖြစ်နေတာဟုဆိုကောင်းမနီဆလာလူမှုကွန်ရက်ရဲ့အသင်းမန္တလေးမှာတာဝန်ရှိသူတက်ဟုကပြောပါတယ်မေလာ18ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ရွှေကူဖုံကြီးကျောင်းတိုင်ငလင်ကယ်ဆယ်ရေးစခန်းမှာငလင်လုံးမှုနဲ့မိုးရွာသွန်းမှုကြောင့်ကိုကိုပင်အကြီးကြီးလဲကြခဲ့ကတားဖနှစ်ဦးသစ်ပင်ပြီး၍တည်ဆုံခဲ့ရပါတယ်။ မိုးရွာသွန်းမှုကြောင့်အစာအုပ်ပြိုကျမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးမြို့မှာနေထိုင်တဲ့ကိုပေါ်ဦးကလည်းမင်းညလေးတွေကြမ်းချက်ကအတန်ကြီးတွေနဲ့အော်အော်ပြီးတော့လာတော့အိမ်တွေကိုတွန်းချနေသလိုပဲအိမ်လို့လည်းမပြောပါဘူးဟုဆိုကမိုးရွာလေးပါတဲထန်စွာရွာသွန်းခဲ့တဲ့မန္တလေးမြို့ရဲ့ဖြစ်စဉ်အခြေအနေကိုပြောပြထားတာပဲဖြစ်ပါတယ်။ မစ္စလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင့်မန္တလေးမြို့မှာအဆောက်အဦတတော်များများပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီးတချို့သောအဆောက်အဦတွေကအလုံးစုံပြိုကျမှုမရှိသေးပေမယ့်အခုလိုဆိုးရွားတဲ့ရာသီဥတုတံကိုထက်ခါထက်ခါခံနေရရင်တော့အဆောက်အဦအတွင်းနေထိုင်သူများနဲ့ဘေးပတ်ဝန်းကျင်မှာနေထိုင်သူများအတွက်အန္တရာယ်ရှိနိုင်တယ်လို့လည်းပြောထားတာဖြစ်ပါတယ်။